ခမားတို့စင်ရဲဘူးလားခမားတို့ဒုက္ခရောက်ဘူးလားဟာငါဒုက္ခရောက်ဘူးရဲ့ရောငါတို့တော့အဲ့လိုဖြစ်မရှိဘူး no ခမားတို့မှဖြစ်ရှင်းစရာနီးလိုက်ရှိကောင်းရှိနိုင်ဒီဆိုင်မှာဝင်တာကလေးရက်နှစ်ယောက်ကလေးရက်နှစ်ယောက်ခေါ်လာတော့ဒါလည်းခမားတို့အဲ့ပရိဒါဓမ္မတွေဒီအရေးအကြောင်းဆိုမှာပေါ်ပင်ဖြစ်ချင်တာနဲ့နာမည်ကြီးချင်တာနဲ့တုထဲလူရဲ့ငါတုထဲငါဟုဆိုပြီးတွားလူတဲ့ပရိဒါဓမ္မတွေဒါလည်းထည့်ပြောကြအောင်ဟုတ်လား ဒီတက္ကမထဆိုးတဲ့လူတွေလိုက်တာမှာဒုက္ခရောက်နေတဲ့လူတွေအများကြီးပါကွာမလို့ပရိုက်တာဒါလို့ချင်းနေကူညီကြဟုတ်လားအားကြောင့်မင်းတို့တချို့ပရိုက်တာတချို့တချို့ပြောရအောင်တချို့ပရိုက်တာဓမ္မတချို့အမြင်ကအောင်ကောင်းလာနော်အမြင်ကအောင်ကောင်းလာကျွန်တော်တို့ကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့မှစားစရာမရှိဘူးငတ်ပြီးကျွန်တော်တို့ခက်ခဲဖြစ်ရင်ကျွန်တော်လူစားလို့ရတယ်ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုံသွားထမ်းလို့ရတယ်နော်ကျွန်တော်တို့ကြိုက်တဲ့အလုပ်လုပ်စားလို့ရတယ်အခုကခိုးခံရတဲ့သူကချုပ်ထဲမှာ အခုကပရာဟိတဓမ္မတွေလူလန်းလာတဲ့ဒါရိုက်ဘာသပရာဟိတဓမ္မတွေနာမည်ကြည့်အောင်ပါကြည့်အောင်ကြည့်ပြရလူတွေပါဗျာဆရာကြီးစတိုင်ဟုတ်လားအမကလေးကိုအကလေးထည့်ပေးတဲ့မိဘလေးရေးယူရမှာဘာကြောင့်ထည့်ပေးလိုက်တာလဲဈေးတွေဈေးတွေမှာအားကြီးပဲတခိုးတွေလာကြည့်ရလမ်းပါလို့ရှိရင်ကိုယ်ဆွချင်းကိုလေကိုယ်ကကြည့်နေရတာအရှင်းရှားရတာတော်တော်ကိုယ်ဆွချင်းကိုပြန်ငုံကြည့်ရတာထဲထဲကဟင်းထုတ်တွေဟင်းထုတ်နိုင်တယ်ဒါတော့တနာနေလေအိမ်ခေါ်တာကိုယ်အိမ်ကိုခေါ်တာနော်အခိုးမတဲ့အိမ်ခေါ်တာခေါ်တာပြီးတော့အိမ်နေပါလေစောက်ငိုင်းတာကဲ့ เนาะပြန်လာလို့ရှိရင်ရှိအောင်မလားလို့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လူမှုကွန်ရက်တစ်ခုလုံးကိုလှုပ်ခတ်နေစေဖြစ်တဲ့လှိုင်းသာယာဖြစ်စဉ်နဲ့ပတ်သက်ပြီးလူသဘောထားစစ်ပွဲတစ်ခုကိုတုံးသက်တင်ပြပေးသွားမှာဖြစ်ပါတယ်ပစ္စည်းခိုးယူမှုနဲ့ပတ်သက်ပြီးဆိုင်ရှင်ရဲ့ဥပဒေမဲ့နှိပ်စက်မှုကိုလူဒုကဒေါသထွက်နေချိန်မှာပောက်ကူတော့ကနေတခိုးကလူပြန်ဟစ်ဖြစ်နေပြီးဆိုပြီးဂယုနာနဲ့လှူဒန်းသူပရာဟိတသမားတွေကိုပါပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့အခြေအနေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲမျိုးရည်မင်္ဂလာပါဗျာ ဒီနေ့23ရက်ဆယ်လပိုင်း2025ဖြစ်ပါတယ်ဗျာအခုရဲရန်ကုန်ကနေမနက်လေးရောက်လာဘူးမနက်လေးပြန်ရောက်ပြီပေါ့နော်ပြန်ရောက်ကြောက်မရောက်သေးဘူးဥစဉ်တပည့်ချမ်းမာနေနဲ့နားနေရယ်အပြောချင်တာလဲဆိုတော့လိုင်နာယာကိစ္စလေးပေါ့နော်လိုင်နာယာကိစ္စလေးကိုဆက်ပြောမယ်လိုင်နာယာကိစ္စကလက်ရှိမင်းရနေသားတီ၄ဦးဖမ်းထားတယ် လေးဦးဖမ်းထားတယ်နော်လေးဦးကအဲနှိဟောပေါ့နော်အဆိုင်ရှင်နှိဆက်တဲ့တကူဖမ်းပြီးမှနှိဆက်တာလွဲချော်နှိဆက်တဲ့ရဲတမ်းမဖမ်းတဲ့တကူတဲ့ဥပဒေကြောင့်နားမလဲပဲနှိဆက်တဲ့ဆိုင်ရှင်တကမာကြီးရဲ့ပထမဆုံးဒီဆိုင်မှာဝန်တာကလေးရ2ယောက်ကလေးရ2ယောက်ခေါ်လာတာနော်ဒါလည်းအခမရတို့အဲပရိဒါဓမ္မတွေ ဒီအရေးအကြောင်းဆိုမှာပေါ်ပင်ဖြည့်ချင်တာနဲ့နိုင်မဲ့ကြီးချင်တာနဲ့လူထက်လူရဲ့ငါလူထက်ငါဟုဆိုပြီးတွားလှူတယ်ပရိဒါဓမ္မတွေဒါလည်းထည့်ပြောကြအောင်ဟုတ်လားဒီတက္ကမထက်ဆိုးတဲ့လူတွေလှိုင်းတာမှာဒုက္ခရောက်နေလူတွေအများကြီးပါကွာမင်းတို့ပရိဒါတားလို့ချင်တယ်ဆိုကူညီကြဟုတ်လားအဲကြမင်းတို့တချို့ပရိဒါတချို့တချို့ပြောရအောင်တချို့ပရိဒါဓမ္မတချို့အမြင်ကအောင်ကောင်းလားနော်အမြင်ကအောင်ကောင်းလားရှင်မရဘယ်တော့လှူနိုင်ရောလဲဘယ်တော့လှူလို့လဲဆိုစကားလာပြောနေပေါကောတော်တို့လည်းလှူတတ်နေရပဲเนาะပေါကောတော်တို့မလှူလှူတယ်ဆိုအားလုံးတည်တယ်ဟုတ်လား မောက်ကိုတော့ပေါ်ပြင်လုပ်နေရပါဘူးနော်ပထမကလေးထည့်ပြီးတဲ့ရာစုတစုလည်းဖမ်းထားတယ်လို့ဦးဇင်းတို့ကြားကြည့်ရတယ်အလုံးပေါင်း၄ဦးလောက်ဖမ်းထားလို့ကြားကြည့်ရတယ်နော်ကြားကြည့်ရပါတယ်အဲ့တော့လှိုင်းနာမှာရှိတဲ့ရဲတွေလက်ရှိပူနွေးနွေးပြောင်းလာတဲ့ရဲမှုစီဗီဥစိန်လွင်နေရာကိုပြောင်းလာတဲ့တကားကြီးနော်ရန်ကုန်တိုင်းစီဗီပေါ့ အခုကတခိုးကလူပြန်ဟစ်ဆိုတဲ့သကပုံလုံးဖြစ်နေတာတခိုးကလူပြန်ဟစ်ဆိုတဲ့သကပုံလုံးဖြစ်နေရနော်အဲ့ပုံစံဖြစ်နေတယ်ဒါလေးကိုလည်းခင်ဗျားတို့ view site ဖို့လိုတယ်တခိုးကနောက်ဆိုလို့ရှိရခိုးပြီးမှဒီလို driver ဆန်ဆန်နေပါလေလူရဲ့တူတွေပေါ်လာပြီးမှနာမို့လို့နာမည်ဆွတ်ကြည့်လိုက်မယ်နော်တခိုးလည်းတခိုးလည်းခင်ဗျားတို့အေးအေးယူရမှာနော်ဆွဲရမှာနော်ဥပဒေတိုင်လုံးဆောင်ရမှာနော်သူကကိုအဖအတမီမျိုးဆိုဘဒူတွေပဲလိုက်လိုက်ဟုတ်လား အဲ့တော့ဒါလေးလည်းမျိုးစစ်စစ်ဖို့လိုတယ်ဗျာကြားလား။ဆိုင်ရှင်ကိုလည်းကလေးဦးတွေနဲ့ခမတို့ဒလုံးမတခုလည်းမဖမ်းမှုဆိုင်ရှင်လည်းဖမ်းမှုဆိုတခုနှစ်ဦးနှစ်ဖက်ကြီးနဲ့တောင်းပန်ပြီးလုပ်ပြလိုက်ဟုတ်လား။လုပ်ပြလိုက်လုပ်ပြလိုက်ဒါဒီတိတ်ဒီပလန်တိုင်းသွားရမှာခမတို့နော်။ဒါဥစဉ်ပြောပြတာပါဥပဒေရဟုတ်လား။အခုကခိုးခံရတဲ့သူကချုပ်ထဲမှာတခုက ပရဟိတဓမ္မတွေဒူရန်နာနဲ့ဒရိုင်ဘာသပရဟိတဓမ္မတွေနာမည်ကြည်အောင်ပါကြည်အောင်ပဲကြည်ပြားလူတွေပါဗျာဆရာကြီးစတိုင်နော်ဟုတ်လားအမကလေးကိုအကလေးထည့်ပေးတဲ့မိဘကြီးလည်းရေးယူရမှာဘာကြောင့်ထည့်ပေးလိုက်တာလဲအရင်တစ်ခေါက်ကကလေးစီတူအရင်တစ်ခါကလေးကတယောက်ထည့်ပေးတယ်တဲ့နှစ်ယောက်ရှိသွားရင်နော်နှစ်ယောက်မစီတီမှာများတို့ညံပြီးမှဟုတ်လားအပြစ်မရှိဘူးအပြစ်ရှိတယ်ပြောတာမဟုတ်ဘူးနော်အပြစ်ရှိတာကဆန်းရှင်မာလဲအပြစ်ရှိတယ်လို့ နှိမ့်ဆက်မှုအပြစ်ရှိတယ်လို့ဒီထိုင်ရှင်မှာခိုးခါရတူကလည်းအပြစ်ရှိတယ်။ဦးဇင်းတို့ကတော့အများမူခိုက်တောင်းတိုင်းတော့လိုက်မတောင်းနိုင်ဘူးကြလား။မတောင်းနိုင်ဘူး။ဒါလေးလည်းပြောချင်လို့ပါဗျာ။နော်ဥမြန်မာနိုင်ငံကတော့ကြတခိုးကလူပြိုင်ဟစ်တယ်ခိုးတဲ့လူတွေကနိုင်မဲ့ကြီးတဲ့အနေထားရောက်ပြီးခိုးတဲ့အခိုးကန်းတဲ့သူကထောင်ကြသေးတယ်။ဒါကြဥပဒေကကြားမကောင်းကြော်မကောင်းကြားမကောင်းဖြစ်မှာဆိုလို့ပြောပြခြင်းဖြစ်ပါလေဗျာနော်။ ဒါလို့ပြောလို့ရှိရင်ပရိဒါတချို့ဓမ္မတွေကပေါက်ခိုးတော့ပြောလာအောင်မဟုတ်လားပြောရင်လည်းတဲတာဖိုက်တဲတာပြောကြလားအားလေးပြောခြင်းတော့ပြောအားလုံးတော်ပါပဲဗျာ ဖြစ်စဉ်နောက်ွယ်မှာတရားဥပဒေချေနေပထမဆုံးအနေနဲ့တွေ့ရသူစတိုးဆိုင်ပိုင်ရှင်မနောဝါဝါလိုင်းနဲ့ဗီဒီယိုရိုက်တင်ခဲ့တဲ့ဝန်ထမ်းအချို့ကိုအောက်တိုဘာ21ရက်နေ့မှာရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းလိုက်ပြီးဖြစ်ပါတယ်။ဖမ်းဆီးရခြင်းအကြောင်းရင်းကတော့စတီးစလုံခိုးမှုနဲ့ဆွဆွဲပြီးတာအမိကိုရိုက်နှက်တတ်တိုင်မှာကျူးတုတ်ခဲ့တဲ့ဗီဒီယိုကြောင့်လူလူအော်အော်တောင်းတင်းဖြစ်ပြီးပြည်ထနာကြီးထွားလာမှာဆိုလိုပဲဖြစ်ပါတယ်။ ဥပဒေရေးအရအလေးထားရမည့်အချက်ပြည်တံကြီးလေးသူခိုးယူသူကိုရဲစခန်းမှအနှံပဲမိမိသဘောနဲ့နှိပ်စက်ပြီးလူမှုကွန်ရက်တင်ခဲ့တဲ့အတွက်ဆိုင်ရှင်ကိုပရာဟိတအဖွဲ့အစည်းတွေကကလေးတငယ်ခွင့်ရေးများဆိုင်ရာဥပဒေနဲ့အမှုဖွင့်မှုစီစဉ်နေပါတယ်။လက်ရှိမှာရဲစခန်းကစစ်ဆေးနေပြီးဆိုင်ရှင်ဟာခိုးမှုကျူးလွန်သူထက်ပုံမှုပြင်းထန်တဲ့ဥပဒေပုံမှန်များစွာနဲ့ရင်ဆိုင်ရမယ့်အခြေအနေရောက်ရှိနေပါတယ်။လူသဘောထားစစ်ပွဲ ethical dilemma ဒီဖြစ်စဉ်မှာလူလူရဲ့အမြင်နဲ့ရက်ကွဲပြားနေပါတယ်။စာနာမှုရှုတော့စင်ရဲ့နွမ်းပါမှုကြောင့်ခိုးယူခဲ့သူနဲ့ဝေဒနာရှင်ကလေးငယ်တို့အပေါ်လူအများစုကစာနာပြီးအကူအညီတွေပေးဖို့ကြိုးပမ်းနေကြပါတယ်။တရားမျှတမှုနဲ့ဝေဖန်မှုရှုတော့ပေါက်ကိုတော့ကဲ့သို့သောအချို့သူများကမူခိုးမှုကိုအကူအညီပေးခြင်းသည်ရာဇဝတ်မှုကိုအားပေးရာရောက်ပြီးခိုးသူကဂယုနာပြသူကိုပြန်ပြီးလွှမ်းမိုးနေသည့်တခိုးကလူပြန်ဟစ်သဘောမျိုးဖြစ်နေသည်ဟုပြင်းပြင်းထန်ထန်ထောက်ပြဝေဖန်လိုက်ပါတယ်။ ဒါကြောင့်မလို့ဒီရုပ်တံကိုအဆုံးထိနာဆင်ပြီးဥပရေယမမှန်ကန်သောနှိပ်စက်မှုနှင့်ကျူးလွန်သူအပေါ်စာနာထောက်ထားမှုကြားကစိတ်ပိုင်းဆိုင်ရာပြိပခါကိုပရိသတ်တို့ရဲ့အမြင်သဘောထားတွေနဲ့ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာ။မလို့နော်ခုတော့အခေါ်ပါဇက်ကလည်းထုတ်ဖော်ပြောပြီး ဟိုဘက်ကကလေးမအေးရလဲထုတ်ပေါ်ပြောပြီးဆိုတော့ဒါအမှန်တရားပေါ်သွားပြီ။ပေါ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့။ဘိုင်းဖြစ်စေချင်တာကမေးရမယ်။ဒီအဖွားရဲ့ရာဇဝင်ကိုအရင်လိုက်အောင်။ဟာလာဒီကလေးကသူ့ကလေးဟုတ်လား။သူ့သမီးကမွေးတဲ့ကလေးလား။ဟာလာအရင်ဒီကလေးလေးနဲ့သူနဲ့ဘလို့ဆက်ဆက်လဲဘလို့ပတ်သက်လဲတနေ့တနေ့ဒီကလေးနဲ့သူနဲ့ဘလို့တွေသွားလဲလား။ဒါတွေလစ်လာပါအောင်လား။မလစ်လာဘဲနဲ့တခါတည်းပခိုးမကိုစွတ်ပြီးတော့ပနာပြီးတော့တခါတည်းအိုးအိုးလှူဒန်းကျင်နေကြတာ။နော်။မလှူဒန်းတဲ့လူမပြောဘူး။လှူဒန်းလို့ရတယ်။ဟိုတစ်ဖက်လူကိုလည်းကြုံခံရတဲ့လူကိုလည်း။သူကအဲသွားရိုက်တာဆိုတော့ရက်ွက်ထဲမှာဒီလိုပဲသခိုးမင်းရိုက် က်နဲ့နေကြတာပဲလူတကာရိုက်နဲ့နေကြတာပဲဒါမှမဟုတ်သူကခလေးလေးပါသွားတဲ့အတွက်ကြောင့်မို့လို့သူကနည်းနည်းဖောင်းဖြစ်သွားတာပေါ့နော် ဲ့တော့ဘိုင်းပြောနေတာနေတော့လေသူ့ရဲ့ဇင်းပြစ်ကိုစုံစမ်းပြီးတော့မှလှူဒန်းကြပါလားဇင်းပြစ်လည်းမလုံနိုင်မလုံမစုံစမ်းရသေးဘူးနဲ့ဆုတ်ပြီးတော့လှူရနေတော့အဲ့ဒါအစိတ်ပင်ကိုရေလောင်းနေတယ်လို့မကြီးကထင်မိတယ်ဟုတ်လားဘာဖြစ်လို့လဲဆိုတော့ဒီဒီအရင်သူလှူဒန်းနေတာကကွန်ဝိုင်းတက်ဟိုးမှာပဲဟုတ်လားသူခိုးစားတာတော့မှသူခုလိုမျိုးကောင်းစားသွားတဲ့ဟာကိုဟုတ်တယ်မလားအပြစ်ဒဏ်ရာမရပဲအပြစ်မကြပဲနဲ့လေဟုတ်တယ်မလားအဲ့တော့နင့်လာတဲ့လူကဟိုကအခိုးလက်ခံရသေးတယ်ထောင်လက်ကြအောင်ပဲဟိုခမရမှာနော်ဟိုဘက်ကလည်းဟိုစားလိုက်ပြောတာမဟုတ်ဘူးတခိုးမဘက်ကလည်းနှိမ်ပြောတာမဟုတ်ဘူးဖြစ် ဲ့နာနော်နှစ်ဦးနှစ်ဖက်ညတာပြီးတော့အပြစ်တန်ချသူလည်းခိုးလို့သူလည်းဟိုသူညာခလေးလေးပါသွားလို့ညမနေဆက်တာတော့သူကတော့ခိုးကဘာလဲစုပြီးတော့ဟိုတခိုးဘက်ကိုတော့ညှောက်စားပြီးတော့ဟိုခန်းတဲ့လူကိုကြတော့တက်နေထားသလိုဖြစ်မညတာဘူးဖြစ် ူလုံလုံစားကြည့်လို့ခိုးစားနေတာလေနော်ဟိုကောင်မလေးကလည်းပြောတယ်လေသူ့ကလေးကိုဒီလိုပဲမကြမကြလာခေါ်တယ်ဆိုတော့ဒီကလေးကိုကာကွယ်လုပ်ပြီးသူခိုးခိုးနေတာနော်အရှင်ကြီးပဲရန်ကုန်မြို့မှာကလေးသူများကလေးတွေငားပြီးတော့တောင်မှနော်လမ်းဘေးမှာနှုတ်ဘူးလေးတွေနဲ့နေဘူးတော့တွေလှမ်းပြီးတော့တင်းငားတော့ပြရတယ်လို့မတွေ့ဘူးလားအများနဲ့မတွေ့နေရတာပဲငားပြီးတော့လုပ်ပြီးတော့ကဲလုံစားနေကြတာလေလုံလုံမစားချင်ဘူးလေနော်အဲ့လိုပဲတောင်းစားခိုးစားနော်အဲ့လိုမျိုးတွေကဲ သူတို့ကအခုလိုလုပ်တော့စိတ်ပင်ကြီးလောင်းတော့အခိုးကပိုတော့ထအောင်ပဲဟုတ်တယ်မဒါတွေသူတို့လူတန်းတန်းတွေကကုံဝိုင်းရင်ထခိုးမှာပဲထက်လုံးမှာပဲနော်အဲ့တော့ဟိုရမ်းမအေးရအောင်ပေါ့နော်အဲ့တော့တစ်ဖက်လူအတွက်လည်းဟိုခိုးလည်းခံရသေးတယ်ထောင်းလည်းကြအောင်ပဲလာဒီတခိုးတွေကလည်းဒီလိုပဲဈေးတွေဈေးတွေမှာအားကြီးပဲတခိုးတွေလာကြည့်ရလမ်းပါလို့ရှိရင်ကိုယ်ဆွချင်းကိုလေကိုကကြည့်နေရတာအရှင်းရှားရတာတော်တော်ကိုယ်ဆွချင်းကိုပြန်ငုတ်ကြည့်ရတာထဲထဲကဟင်းထုတ်တွေဟင်းထုတ်လိုက်တယ်နော်စီဘူးတွေစီဘူးလိုက်တယ် တော့ဆက်ပြတော့လို့ဆက်ပြတော့နိုင်တယ်အဲ့ဒါဈေးထဲမှာလဲပြီးလို့ရှိရင်အထည်ဆိုင်ဝင်သွားတယ်အာအုပ်စုလိုက်ဝင်သွားတယ်ဟိုလူရွေးတယ်လို့ဒီလူဟောအစီလိုက်ထည့်တယ်ပြန်ပြီးတော့ပြန်ပေးတယ်နော်ဒီလိုပဲယူရတာပဲနော်အရင်မဖြစ်ချင်တော့ပြန်ယူရတာပဲကိုပစ္စည်းလည်းပြန်ရပြီဆိုပြီးတော့နော်အဲ့ဒါဘယ်လိုလုပ်ကြမလဲလို့အစိပ်ပင်နေရေလောင်းပြီးတော့အစွတ်တွေတနာပြီးတော့ဒီလောက်တော့တနာနေလဲအိမ်ခေါ်တာကိုအိမ်ကိုခေါ်တာနော်အခိုးမတွေအိမ်ခေါ်တာခေါ်တာပြီးတော့အိမ်တွေပါလေစောက်ခိုင်းတာကဲ့နော်ပြန်လာလို့ရှိရင်ရှိအောင်မလားလို့နော် ဲ့လိုမျိုးတွေပါမကူညီနဲ့လို့မဟုတ်ဘူးကူညီသိကူညီထိုက်တဲ့လူဆိုတာရှိတယ်လေကူညီပေါ့အခုဟာသူကဘလို့လဲလုံးလုံးအားကြီးတယ်အံ့ဩတယ်အဲ့ဒါ